ားလုံးပဲမင်္ဂလာပါ။ရအခုထိုင်းနိုင်ငံရဲ့ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ပတိယားထဲမှာရှိတဲ့ဒါရတို့ Luxury လုံးချင်းအင်ယာ project လေးတစ်ခုလည်းရောက်နေရဖြစ်ပါရဲ့ရှင်။ဒီ Luxury project က2024 November မှာမှစပြီးတော့ launch လုပ်ထားတဲ့ကြိုပိုင်း project ပဲဖြစ်ပါရဲ့ခင်ဗျာ။ဒီအင်အားထဲမှာဆိုလို့ရှိရင်ရတော့လုံးချင်းပေါင်း55လုံးပဲပေါင်းမှာဖြစ်ပါရှင့်။နောက်ပြီး house type ဒီအနေနဲ့ဆိုလို့ရှိရင်လည်း house type ၄မျိုးကိုအကျယ်အဝန်းလိုက်ရွေးချယ်ပြီးဝယ်လို့ရမှာပါ။ ကျတော့အသေးဆုံး site တောင်မှာပေါ့နော် land area က square feet 6500ဝန်းကျင်လောက်ရှိရဆိုတော့ဒါဒီအင်ရဲ့အားသာချက်ကကြောင့် land area အရန်ကျေတာတော့သူရဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးအိမ်တိုင်းမှာဆိုလို့ရှိရင်လည်းဒါရဲ့ smart home system တွေအပြင် private pool ပါပေါင်းတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ရအခုဒီအင်ယာ project ထဲမှာရှိတဲ့ small house လေးကိုရာတစ်ချက်လောက်လိုက်ပြပေးခြင်း ਨੇ ဒီက small house ဆိုပေမဲ့လည်းသူ့ရဲ့ land area တော်လေးကျယ်တယ်ပေါ့နော် land area ဆိုလို့ရှိရင်ဒါ square feet 6500ဝန်းကျင်လောက်ရှိတယ်အဲ့မှာမှာအိမ်ရဲ့ site ကကြတော့ဒါ square feet 3000လောက်တောင်ရှိရပါတော့အဲ့တော့ဒီ AI ရဲ့အားသာချက်ကတော့ဟို land site အရန်ကျေတာသူရဲ့အားသာချက်ပဲတော်တော်လေးကျေတယ်။ရောက်ဒီအိမ်ရဲ့ design လေးဆိုလို့ရှိရင်ဝင်ဝင်ချင်းအဝင်ဝခြံထဲဝင်လိုက်တာနဲ့ဒါကားနစီလောက်ဒါလေးထိုးရမယ်ကားပက်ကင်ရှိမယ်နောက်ပြီးအဲ့ကားပက်ကင်မှာမိတ်ရုံးလေးပါတစ်ခါရဲတွဲထားပြီးသားပေါ့နော်ပြီးတော့ ဒါ swimming pool လည်းပါအောင်မယ် private swimming pool ကကြတော့အခုရုပ်တရား show flat ဖြစ်နေတဲ့အခါမှာကြတော့ဒီမှာမပါသေးဘောနော်ဒါမဲ့ဒီနေရာမှာ swimming pool ရှိသွားမှာပေါ့အဲ့တော့ကို့အခန်းလေးကနေထွက်မယ်ဆိုလို့ရှိရင်လည်းဒါ swimming pool တန်းပြီးတော့ရောက်တော်မှာဖြစ်ပါရဲ့ရှင့်အဲ့တော့ရတော့တစ်ချက်တော့အိမ်ထဲဝင်ကြည့်ရဒါအိမ်ထဲမဝင်ခင်ပေါ့နော်အိမ်အပြင်မှာတင် glass window အပြင်နဲ့လုံးဝ shade လုပ်ပေးထားဆိုတော့အလင်းကတော့ကောင်းကောင်းဝင်နေရအိမ်ထဲကိုလည်းဒါလှလှပပလေးရောက်မြင်နေရပါတော့နော်အခုတစ်ချက်တော့အိမ်ထဲဝင်ကြည့်ရ ဟာဒါလေအင်ကပပလယ်မှာ glass window အပြည့်နဲ့ဆိုတော့အလင်းကောင်းကောင်းဝင်နေလုံးဝအောင်ရတော့တက်တောင်တက်တာဖြစ်တယ်ပေါ့နော်ကြကြဝန်းခန်းစားချက်လေးရတယ်ဝင်ချင်းမှရင်ဒါလေးပင်းလုံးအကျေကြီးရှိပါတယ်ရှင့်ဒီမင်းလုံးဆိုတော်တော်လေးကိုကျေတာပေါ့နော်ပြီးတစ်ဖက်မှာဆိုလို့ရှိရင်တော့ဒါ kitchen လေးလည်းရှိသေးတယ်ဟောတော့လေ kitchen ကိုကြတော့နှစ်ခုလောက်ပေးထားရပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ရတော့ဒါ drying kitchen လေးရှိမယ် drying kitchen ကိုလည်းတော်တော်ကြည်ကြလေးလုပ်ပေးထားတယ်အထဲထဲမှာ wet kitchen ရှိအောင်မယ်ဒါ heavy food တွေပါလေးလုပ်စားမယ်ဆိုလို့ရှိရင် thin kitchen ပုံစံမျိုးလေးလုပ်ပေးထားတာပေါ့နော် ါလေးဆိုလို့ရှိရင်ဒီမှာတော်တော်လေးကြေတာဒီအိမ်လေးတွေအရဝင်မယ်ဆိုလို့ရှိရင်တော့ဒါ fully fitted ပဲပေါ့နော်ပြီးရင် sanitary appliance တွေပါမယ်အဲဒီရေ furniture တွေတော့မပါဘူးပေါ့နော်အဲ့တော့ဒီ furniture တွေကိုပြန်ပြီးတော့ထည့်ခြင်းနဲ့ဒီပုံစံတိုင်းလိုချင်တယ်ဆိုလို့ရှိရင်လည်းရတော့ extra ထပ်ပြီးတော့မှအဲနှစ်တန်းလောက်ပေါ့နော်ပေးပြီးတော့မှရောက်ထပ် ပြီးတော့ထည့်လို့ရအောင်ဒါလေးကတော့စီကြချက်လေးပါရောက်ဒိုင်းနေရနေလဲအပြင်ထွက်လိုက်မယ်ဆိုလို့ရှိရင်အပြင်မှာရတော့ဒါ channel ကိုလည်းလမ်းတွေပိုင်းဆင်းရှောက်လို့ရအောင်ပါပေါ့နော် ဒီအိမ်လေးမှာကတော့အိတ်ခန်းက၃ခန်းရှိပါရဲ့ရှင့်တစ်ချက်လောက်အိတ်ခန်းလေးကလိုက်ပြီးကြည့်ကြည့်ရပထမဦးဆုံးအနေနဲ့ရဝင်ဝင်ချင်းအဲပူးပြီးမှရှိတဲ့အိတ်ခန်းလေးအရင်ဝင်ကြည့်ကြမယ်နော်အော်ဒီအိမ်ခန်းလေးရဲ့တကားလေးအကုန်လုံးဒါဒါကျွန်းတစ်ပဲသုံးပေးထားတယ်။နောက်ပြီးဒီအိမ်လေးမှာထူးခြားချက်ကတော့ smart home system မှာပါဝင်တော့မှာဖြစ်ပါတယ်။ ါတော့အရရဥဝင်ချင်းမှာတွေ့ရမယ့်အခန်းလေးပဲဖြစ်ပါတယ်အခန်းအကျယ်ဝကတော်တော်လေးကျယ်ပေါ့နော်ဒီအခန်းလေးရဲ့အားသာချက်ကကြတော့သူကပူနဲ့ direct access ရှိရဲ့ဒါတော့ဒီကနေပြီးတော့အခန်းအပြင်ကိုထွက်လိုက်မယ်ဆိုလို့ရှိရင်တခါတည်းပူကိုတန်းပြီးတော့ရောက်သွားမှာပေါ့နော်ဒီအခန်းလေးဆိုရင်သူ့အကျယ်ဝမှာမှာထပ်ပြီးတော့ဘေးမှာဆိုလို့ရှိရင်အဝိလဲဖို့အတွက် space လေးလည်းထပ်ပြီးတော့လုပ်ပေးထားသေးတယ်ပြီးရေချိုးခန်းအိမ်သာတွဲရက်လေး ဟိုရေချိုးခန်းအိမ်သာတော်တော်ကျေတယ်ပေါ့နော်ရေချိုးခန်းအိမ်သာတကားရေဆိုလို့ရှိရင်လည်းကျွန်းတင်နဲ့ပဲလုပ်ပေးထားတယ်ဒါဒီမှာရောက်ရေချိုးဖို့အတွက်ဆိုလို့ရှိရင်တိတက်မန်ကန်လေးကပ်ပေးထားတယ်ပူတိုင်းပါတယ်ဘေးစင်ပါတယ်ပြီးရင်ဘတ်တက်အကြီးပါပါသေးရဲ့ဒါတော့ sanitary appliance အကုန်လုံးပါဝင်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်အိတ်ခန်းတွေကဆက်ပြီးတော့ဒါကြီးကြီးပါဒါရရ ဲ့တဲ့တောင်းတယ်လာလို့ရှိရင်အသုံးပြုဖို့အတွက်ဆိုလို့ရှိရင်လည်းဒီမှာရေချိုးကန်အင်တာလေးပါသေးရဲ့ဒီရေချိုးကန်လေးမှဆိုလို့ရှိရင်လည်းဒါရေချိုးကန်အောင်မှန်ကန်လေးနဲ့ကပ်ပေးထားတဲ့ပိုးတိုင်းပါတယ်ပေးစင်ပါတယ်ပြီးရင်ရတော့တစ်ဖက်မှာဆိုလို့ရှိရင်တော့အိတ်ခမ်းလေးရှိတယ်ဒါအိတ်ခမ်းလေးကိုကြားသွားဂျက်ကန်ကြီးပုံစံမျိုးလေးနဲ့လုပ်ပေးထားပါဘောနော်အိတ်ခမ်းဆိုလို့ရှိရင်လည်းတော်တော်လေးမှာကျဲတယ်ပြီးရင်ရတော့ဒီဘက်မှာဆိုလို့ရှိရင်လည်း class window နဲ့ဆိုတော့အလင်းလေးလည်းဝင်မယ်ဒီကနေရောက်ထွက်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါကိုယ့်ရဲ့ခြံလေးလေးကိုတန်ရောက်တော့မှာပေါ့နော်ခြံထဲမှာ lens ချောက်လို့ရမယ် နောက်ထပ်အိတ်ခန်းတစ်ခန်းရှိပါသေးတယ်ရှင်အိတ်ခန်းတွေကမြန်နေချင်းတိုင်းမှာရှိပါတယ်ဝါဒီအိတ်ခန်းဆိုလို့ရှင်လည်းကအကျယ်ဝန်းလေးတော်တော်လေးကျယ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှင်လည်း glass window ရင်းနေဆိုတော့မနက်ဆိုဖွင့်လိုက်တာနဲ့ဒါအလင်းကကောင်းကောင်းရမှာပြီးရေချိုးကန်းအိမ်သားလေးဆိုလို့ရှင်လည်းဒါရတော့ဘက်မှာတွေ့ခဲ့တဲ့အခန်းလေးနဲ့အတူတူပဲပေါ့နော်လုပ်ပေးထားတယ် ဒါဒီအိမ်လေးကတော့ဒီအိမ်ရ project ထဲမှာဆိုလို့ရှိရင်အသေးဆုံးဆိုပေမဲ့လည်းတော်တော်လေးကိုကျယ်တယ်ပေါ့နော်တော်တော်လေးကျယ်တယ် land area ဆိုလို့ရှိရင်လည်းဒါ square feet 6500လောက်ဆိုတာတော်တော်ကျယ်တဲ့ area မျိုးပေါ့နော်ဈေးနှုန်းအဖြစ်တော့ရောက်ဒီအိမ်လေးကို14 million ဘတ်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်။ဈေးနှုန်းကတော်တော်လေးကိုတင့်တင့်တယ်။အဲဒါပေမဲ့ရတို့ဒါ fully fitted ကိုမှ sanitary appliance တွေပါဝင်သွားမယ်။တကယ်လို့ကိုကဒီလိုမျိုး furniture အပြည့်အစုံနဲ့လိုချင်နေဆိုလို့ရှိရင်တော့ဒါနောက်ထပ်နှစ်တန်းအပိုနဲ့ပေါ့နော်။ 16 million ဘတ်နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။ဒီ luxury project မှာဆိုရင် facility ပေါင်း12ခုထိပါဝင်ပါတယ်ဖြစ်ပါတယ်။အဲပြီးတော့အိမ်ယာရဲ့အလဲမှာဆိုရင် club house နှစ်ခုကိုလည်းထားရှိထားမှာဖြစ်ပါတယ်။ club house တစ်ခုကတော့အဲ gym ဖြစ်ပြီးတော့တစ်ခုကတော့ co-working space ပဲဖြစ်ပါတယ်။ အဲဈေးနှုန်းအနေနဲ့ဆိုရင် time back 14 million ကနေစပြီးတော့ဝယ်ယူလို့ရပါတယ်ခင်ဗျာ။ Okay ရတော့အခုတွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်။ဒါအိမ်လေးယာစားတစ်ထက်အိမ်ကိုမှ land area တော်တော်လေးကိုကျယ်တယ်။နောက်ပြီး private pool အပြင် smart home system နဲ့ပေါင်းမယ်။နောက်ပြီး facility အစုံအလင်နဲ့ပေါင်းသွားမှာဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါဈေးနှုန်းအနေနဲ့ဆိုရင်တော့ time back 14 million ကနေစပြီးတော့ကြိုပွိုင်းအနေနဲ့ဝယ်ယူလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ရဒီအင်ညာ project လေးတဲ့အင်တွေကိုစိတ်ဝင်စားလို့ဝယ်ခြင်းနေဆိုလို့ရှိရင်တော့အခုပဲရတို့ရဲ့ luxury properties thailand page ရဲ့ page messenger နေပဲဖြစ်ဖြစ် whatsapp ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ယူရရှိနိုင်ပါပြီရှင်